င်္ဂလာပါရှင်။ EPN စောင်းပါကန္နာကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့စောင်းပါကတော့စောင်းပါရှင်တီတုပ်ဥပချိုရေးသားတဲ့လွတ်လပ်စွာဝေဖန်ခွင့်ဆိုတဲ့စောင်းပါကိုတင်ဆက်ပေးခြင်းပါရစေ။တီတုပ်ဂျာနီကို1925ခုနှစ်ကလေးကအေဒီတာချုပ်ဥပချိုဘူချော့အောင်စန်းနဲ့အတူကြာဆုံးခဲ့တော့တီတုပ်ဥပချိုဦးစီးထုတ်ဝေခဲ့သည်။1946ခုနှစ်နိုဝင်ဘာလ18ရက်အမျိုးသားနဲ့အထူးထုတ်တီတုပ်ဂျာနီအတွေး20 အမတ်19စာမျက်နှာ16မှာလွတ်လပ်စွာဝေဖန်ခွင့်ဟူသောကောင်းစဉ်ဖြင့်ဆရာကြီးတီတုပ်ဥပချုပ်ရဲ့စောင်းမတစ်ပုဒ်ကိုအောက်ပါအတိုင်းအပြည့်အစုံပြန်လည်ဖော်ပြရလင်ယခုအခါနိုင်ငံရေးရက်ကွက်များမှာလွတ်လပ်စွာဝေဖန်ခွင့်ရှိသည့်ဟူသောစက္ကလုံသည်အတော်ခေတ်စားလျက်ရှိသည်ဒီမိုကရေစီကိုခေါ်ဆိုသောပြည်သူစံတာဝါလူများစုစံတာအုပ်ချုပ်ရေးနေတွင်လွတ်လပ်စွာဝေဖန်ခွင့်ရှိသည့်ထက်ဒီမိုကရေစီဝါဒ၏အခြေခံတစ်ခုဖြစ်တည်ဟုလည်းပြောဆိုလျက်ရှိကြလေသည် သို့တော်လွတ်လပ်စွာဝေဖန်ခြင်းဟူရာမိကေတုသောလူစားသည်မိကေတုသောလူစားကိုဝေဖန်ရမည်နည်းဟူသောအမေကိုရှေးဥစွာဖြစ်တင်ကြပေသည်လွတ်လပ်စွာဝေဖန်မှုဆိုရမှာလူတိုင်းလူတိုင်းမိတူကမဆိုမိမိတို့ဝေဖန်လူတူအပေါ်၌လွတ်လပ်စွာဝေဖန်နိုင်ခွင့်ရှိသည်ဟုယူဆရမည်လောလွတ်လပ်စွာဝေဖန်ခွင့်ဆိုရ၌ ဝေဖန်အပ်သောကိစ္စနှင့်ဆက်လင့်ပြီးဝေဖန်နိုင်လောက်သောပညာဘ ഹു တုတာအတိညာမရှိသူတို့အားလည်းလွတ်လပ်စွာဝေဖန်ခွင့်ပြုမိလောဟုသော ပြတနာတို့ရှိနေပေသည်။ဝေဖန်မှုများမြတ်စွာဘုရားပြိနိဗ္ဗာန်ဆန်လွန်သွားခြင်းကိုသူပတ်အမိရှိသောတောထွတ်ယဟန်ကြီးကဝေဖန်ခဲ့သည်။ဘုရားရှိတာရှုပ်တယ်ဒီဟာအပ်တယ်လို့ဒီဟာမအပ်ဘူးမလုံနဲ့ငါတို့ခုထင်တယ်လို့လုံနေနိုင်ပြီ။ဒါကြောင့်ဘုရားပြိနိဗ္ဗာန်ပြုတာဟာငိုစရာမဟုတ် ။တင်းတို့မငူကြနေ။ဤတို့ပုထုဆင်ရန်ရှိများတွင် သူပတ်၏မြတ်စွာဘုရားအားဝေဖန်လိုက်ခြင်းသည်ရှမဟာကတ္တပကြီးအားပထမတင်ကယနာတင်ရသည့်အထိဒုက္ခပေးခဲ့လေသည်။မြတ်စွာဘုရားသည်ဥရဝေလတော်သို့ကြွ၍ရှင်တထောင်ကိုချွတ်ဆင်ကဥရဝေလကတ္တဖာ၊နဒီကတ္တဖာ၊ကရာကတ္တဖာစသောတတိကြီးတို့သည်မြတ်စွာဘုရားအားဒီယဟန်ကြီးတကူတော်အင်မတန်ကြီးပေတယ်တို့ဝိမဲငါတို့လိုဖျားမဖြစ်နိုင်တဲ့ဟုလွတ်လပ်စွာဝေဖန်ကြ၏ ဤဝေဖန်မှုဒီမန်ဤလောရောမင်းကြီးဥဖိုးလိုင်ရေတော်ဥတုဘောဇနာကျမ်းကိုဗာမျှမတတ်နိုင်သောမြင်းကောင်းကမင်းကြီးရေတဲ့ကျမ်းတိတ်ကောင်းတာပဲဟုလွတ်လပ်စွာဝေဖန်လိုက်သည့်ဖြင့်နောင်ကိုင့ကျမ်းမင်းဘတော်မှမဝေဖန်ပါနည်းဟုပစိုးတထေနှုတ်ပိတ်ပေးရဖူးသည်ဟုမှတ်သားမိပါသည်ကျွန်တော်တို့ငယ်စဉ်ကမြောင်များမျိုးတို့ဘာကြစိန်ကြော့အငိမ့်လာရောက်ကပြရာအငိမ့်တီဝိုင်းမှာဘာကြပလွေစောင်းကောင်းနဲ့ဝါပတ်တလာပါရှိပါသည် မြောင်များမျိုးနောက်ဖေးအလွန်တော်ကြသောအယမအမျိုးသားနှစ်ဦးအငိတ်လာရောက်ကြည့်ရှုပြီးနောက်လွတ်လပ်စွာဝေဖန်လိုက်ကြ၏စိန်ကြော့စိန်ကြော့နှင့်နမေကတိတ်ကြော်တာပဲအခုသူကြည်ရတာတော့မင်းသမီးကောင်းမွန်မဲ့ဆိုင်းကအေးသေး၆တောက်ကြီးဒုစီကဘေးတီတို့ကျန်းသူနဲ့တွေးလိုက်ရရင်တိုင်းတုံသွားမှာပဲစောင်းကောက်ပါကြတော့နဲ့မတွေးပဲ၎င်းတို့ရွာက ပမကြီးနဲ့လင်းကွင်းကြီးနဲ့တွေးကားလိုက်ရင်တိုင်းကိုတုံသွားမည်ဟုဝေဖန်လိုက်ခြင်းကိုမီတူဆိုမီနီစီမဲကမဲမဝေဖန်အပ် ထို့ကြောင့်လွတ်လပ်စွာဝေဖန်ခွင့်ဆိုရ၌စီမဲ့ကမဲ့ဝေဖန်မှုကိုအာမပေးသင့်ပေဝေဖန်သူဒီဝေဖန်နိုင်သောအရေးအချင်းပြည်စုံရန်လူပေသည်အရေးအချင်းတစုံတရာမရှိတော့သူကိုလွတ်လပ်စွာဝေဖန်ခွင့်ပေးခြင်းသည်မြောက်လက်ကိုတန်လက်အပ်ဒီနှင့်တူပေသည်ပကြီပညာအရေးတွင်ပကြီကားတစ်ခု၏အကျိုးအပြစ်ကိုတစုံတရာများနားမလည်သူတဦး၌ဝေဖန်နိုင်သောအရေးချင်းမရှိသည့်ဖြင့်လွတ်လပ်စွာဝေဖန်ခွင့်မရှိထိုက်ပေ စေပညာကိုပထဝီတေဇောအာပေါ်ဝါယောဟုသောတတ်၄ပါးကိုမြမကြဘူးသူကဝေဖန်ခြင်းမပြုအပ်ပေသူနီတူစွာနိုင်ငံရေး၌လေနိုင်ငံရေးဝါရင်သူများနိုင်ငံရေးကိုထိထိရောက်ရောက်လိုက်စားလာခဲ့သူများလိုက်စားနေသူများအပေါ်တွင်နိုင်ငံရေး၌တူငေတန်းအနေမြရောက်နေသူများကဝေဖန်နိုင်ခွင့်မရှိပေတက်ဆိုင်ရာအရေးအခြေမရှိသူတို့အာ လွတ်လပ်စွာဝေဖန်ခွင့်ရှိသည်ဟုထင်မြင်ယူဆခြင်းသည်တိုင်းပြည်နိုင်ငံ၌အကျိုးမဖြစ်ဘဲအပြစ်သာလျင်ဖြစ်စေ၏။ဆရာလူဒီကျောင်းတွင်၌ကလေးတငယ်များညံရင်တန်ဖိုးကိုရည်ရွယ်၍တင်ကန်းစာတစ်ခုခုကိုဆရာလောက်တူကတပြည်တူအားဝေဖန်စေ၏။ဤဝေဖန်ချက်များ၏အမှအမှန်ကို ဆရာကမိတိနေရ၌မိတိအတွက်မာဒီမိတိနေရ၌မိတိအတွက်မန်ဒီဟုကလေးများ၏ဘူတူတာထက်ရင့်တန်သူဖြစ်သည့်အတိုင်းအပီအပြတ်ဝေဖန်ပြတ်တာချွန့်ဖြင့်ကလေးများဤညာကိုရင့်တန်တိုးတက်စေ၏ဤသို့လမ်းကြောင်းပေးမိသူစောင်းချက်လျက်ရှိပါမူကဝေဖန်မှုတည်းအကျိုးရှိ၏ယခုအခါအချို့ချို့သော စာဖတ်အတင်းတို့တွင် လူငယ်ကလေးများသည်နိုင်ငံရေးတွေဘူချော့အောင်ဆန်းကစား၍တယောက်မကြံဝေဖန်ကြသည့်အပြင် ဖြစ်ပေါ်လာသော အရေးကိစ္စများကိုလည်းဝေဖန်နေကြ၏၎င်းတို့အားအမားအမှန်ပြုပြင်ပေးမိသူက မရှိကြပေ၎င်းတို့ဝေဖန်မှုသည်အယက်တည်င်းအဖြစ်တို့ရောက်သွားစေခြင်းဖြင့်အကျိုးထက်အပြစ်ကိုဖြစ်စေတော်သည်ထိုမှတပါလွတ်လပ်စွာဝေဖန်ခွင့်ရှိသည်ဟူရာ၌ဝေဖန်ခွင့်ရှိသလောက်တာဝန်လည်းရှိလေသည်မိမိတို့၌ရှိသောလွတ်လပ်စွာဝေဖန်ခွင့်ကိုအသုံးချခြင်းဖြင့်တိုင်းပြည်၌အကျိုးမဖြစ်စေဘဲအဆိုးဖြစ်မည်ဆိုလျှင်သူလွတ်လပ်ခွင့်ကိုအသုံးမပြုကြရ အသုံးပြုကြလင်လွတ်လပ်ခွင့်ကိုအလွဲသုံးစားပြုရာရောက်ဒီကိုတတိပြုတင်ကြပေသည်အခုတင်ဆက်ပေးခဲ့တာကတော့တီတုပ်ဥပချိုရေးသားတဲ့လွတ်လပ်စွာဝေဖန်ခွင့်ဆိုတဲ့အဆောင်ပါကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်